က်သားလို့ကကျွေးစောနဲ့ရက်စောနဲ့ကြာနေလူတွေသူတို့မှကြည်နေရတယ်သူတို့တွေဟုတ်တယ်ဗျာသူတို့ရင်ထဲမှာခမရတို့မရှိဘူးတိအလုတ်ပဲရှိတာအဲ့ဒါတွေတိအောင်လို့ခမရတို့ပြော့ပြတာเนาะအဲ့ဒါတွေကခမရတို့အတွက်ဘဝတွေလို့ထင်မနေနဲ့အိမ်ကမိန်းမတွေကမှဘဝတွေစုပ်ပြတ်တတ်နေအောင်ခမရတို့အတွက်ပေးဆက်ထားရတာတိလား ။တင်းချင်းသီးကတကယ်နဲ့အဆိပ်သီးပဲ။နော်ဒါအများဆိုတော့မစားနဲ့လို့ပြောတာ။အဲ့လိုပြောရင်လည်းအထက်ကဗမောလူတွေကျွန်တော်ကိုရီမှာလာဆဲအောင်မှာအာတို့တင်းချင်းသီးစားဒါပေမဲ့တို့လည်းသိတယ်။တင်းချင်းသီးကိုနော်ကျွန်တော် Hello အားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပောက်ပောက်ဆဆရီးစရာဗီဒီယိုလေးတွေရွေးရှင်လုပ်တော့မှာပဲဖြစ်ပါတယ်။ကျွန်내တူတူအပြင်းပြလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်။ ဒီဗီဒီယိုလေးကတော့ KTV ခဏခဏသွားပြီးတော့ KTV မှာတာယာပြီးတော့အလှတန်းတွေရက်ရောနေတဲ့ဘရိုတို့အတွက်ပဲဖြစ်ပါတယ်။ကဲ KTV ရှေ့ကိုရောက်နေပါတယ်မမမိုးမမမိုး KTV မှာကောင်မလေးတွေကိုလေမမမိုးကကုန်ခင်းနေမှာဆက်ကကောင်မလေးကိုလည်းခင်းတော့မမမိုးသူတို့ရဲ့ရင်တွန်းစကားလေးတွေမမမိုးမေးကြည့်ရအောင်။อืมလူငနွားတွေဖြစ်နေတဲ့လူတွေတိဖို့ပြောပြတာနော်။အဲ့မှာသူတို့က မမိုးကသူတို့ရင်လွှဲစကားလေးမိကြည့်လိုက်တာငါသမီးတို့ဘလို့လူတွေကိုသဘောကျတော့ဆိုသူတို့ကပြောကြတယ်ဟွာမမမိုးတဲ့အသက်တချို့တွေကအသက်ကြီးတဲ့လူတွေရှိရဲတချို့တွေကအသက်ငယ်တဲ့လူရှိဟုတ်တယ်လူပေါင်းစုံငယ်တဲ့လူလားငယ်တဲ့လူလားပိုထိုင်ကျင်တာပေါ့တဲ့ကြီးတဲ့လူပဲထိုင်ကျင်မှာပေါ့ငွေကြီးကြီးကြောင်တာဒါပေမဲ့ငယ်တဲ့လူတွေတိတ်နာမပူတဲ့မဆက်ပဲဖြစ်စင်နေမဲ့ဖြစ် KTV ဖြစ် ကြီးတဲ့လူတွေပို့ပြီးဘူးကြတယ်တဲ့ကျမတို့ကမထိုင်ခြင်းလဲထိုင်ရတာပေါ့တဲ့ကဲဒါပေမဲ့မမမိုးရဲ့ကျမတို့ကသူတို့ကအဲသူတို့စိတ်ချမ်းသာအောင်ကျမတို့ကလုပ်ပြရကျမတို့လည်းသူတို့လာမှဆက်ရှင်ကြီးရတာဆိုတော့ချစ်ချစ်မချစ်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 အောင်ဤတိခံပြဟုတ်တယ်အဲ့ဒါလေလုပ်ပြရပေါ့ကျမတို့ကဖောက်တယ်เออจม้ารุเนี่ยผู้นําบัตรอလုံး50ชื่อเนี่ยไอ้อလုံး50ลงจม้ารุอ่ะตะนี่100หยองนึงเนี่ยเสร็จပြီးတော့เกเป้တို့ဝေးတို့အဲ့လိုမျိုးတွေတောင်းရင်တောင်မှာ တယောက်ကို9000နဲ့တောင်းရင်တောင်းမှာ10ယောက်ဆို9000သူတို့ကတွက်ချစ်ကြိုက်တာเนาะကြားတယ်เนาะ KTV ခဏခဏသွားတတ်တဲ့ဘရိုတို့မျိုးပေါ့အဲ့ဒါကိုသူတို့မှာအိမ်ကမိန်းမတွေတဲ့ချိုးသွားတယ်အိမ်ကမိန်းမတွေချိုးတယ်ညမီးရောင်နဲ့ဆိုတော့ပေါ့ဒီမှာကြည့်ရင်တော့တမန်ရွကြမ်းရည်ကျူးဒါပဲဟုတ်တယ်မိန်းမနဲ့မတူဘူးပေါ့အိမ်ကမိန်းမတော့မိသားစုနဲ့ကလေးတွေနဲ့လောက်ကခိုင်းရတာနဲ့အိမ်ပေါ်လူဖြစ်နေတာပေါ့သူတို့ကျတော့ ီအလုပ်ပဲရှိတာဆိုတော့တို့ကိုတို့လှလှပပပြင်းနေချောချောမောမောလေးတွေနေတယ်အဲ့လိုမျိုးလေးပေါ့ဟိုတို့ပြက်ကလေးနေဆိုတော့တို့ရင်ခုန်စရာလေးတော့ကောင်းနေတာပေါ့တို့ရဲ့အခြေအနေတို့ရဲ့အလုပ်ကကိုဒီလိုမျိုးနေမှဒီလိုမျိုးပြင်ဆင်ထားမှဖြစ်မှာဆိုတော့ဗျာဘာပဲပြောပြောကြော့ရှင်းပြီးတော့တန်တန်ပြန်ပြန်လေးနဲ့ကြည့်ကောင်းအောင်ညာဘက်မီးလေးတွေနဲ့ပို့ပြီးတော့ကြည့်လို့ကောင်းအောင်ပြင်ထားတာပေါ့နော်ဒါပေမဲ့ခင်ဗျားတို့တီးဖို့ပြော့ပြတာပေါ့တို့ကတို့ကတ်စတမ်မှာတနေ့တို့ရဲ့လူ ်တနည်းကိုသူတို့10ယောက်ကိုသူတို့တယောက်9000လောက်နဲ့ဆက်နိုင်အောင်9000တက်ချေကြိုက်ပြီးသားခမရိုးရဲ့ဝင်ငွေထက်အများကြီးအများကြီးတာနော်အဲ KTV ရဲ့ကျဲစင်တို့လာမင်းတို့တနာလို့ဆိုပြီးတော့အမြဲတမ်းအလှပေးနေတဲ့ဘရိုတို့တိစေခြင်းတယ်ဗျာတကယ်တကယ်တကယ်တမ်းတနာမှာလေသိလားကိုယ့်ကိုတနာမှာသိလားသူတို့ကိုတနာမှာမဟုတ်ဘူးသိလားချောချောမောမောလေးနေအဲ့လိုမျိုးလေးပေါ့ ိုတို့ပြက်ကလေးရင်လဲဆိုတို့ရင်ခုန်စရာလေးတော့ကောင်းနေတာပေါ့မှန်တယ်ဒါပေမဲ့ခမားတို့တိဖို့ပြော့ပြတာပေါ့သူတို့ကသူတို့ customer တနေ့သူတို့ရဲ့လူတနေ့ကိုသူတို့10ယောက်ကိုသူတို့တယောက်9000တော့နဲ့ဆက်နိုင်အောင်9000 9000ဖြစ်နေဟုတ်တယ်ပြီးသားခမားတို့ရဲ့ဝင်ငွေထက်အများကြီးတာတဲ့ဝင်ငွေသူတို့ကရှိပြီးသားသူတို့လာစားတွေကိုကြည့်လိုက်သူတို့ဆက်ရှင်ကြေးတွေကိုကြည့်လိုက်အာသူတို့ကအဲ့လိုမျိုးဒီဟာတွေဒီ သူတို့ဒီသူတို့လှုပ်သူတို့လှုပ်ကြတာမှန်တယ်ဒါလည်းသူတို့အလုပ်ပဲဟုတ်တယ်အဲ့ဒါနေပြီးမှအမလီငါမှငါသူမလေးငါဆုံးမငါလို့ဖုံးဆက်ပြီးခင်နေပြီးတော့ဝင်နေကြတာကိုတို့เนาะပပတို့ဦးဦးပြပြတာပါကျမရင်းနှင်းစကားမိန်းကလေးဆိုဆက်ဆက်ဆူရှောက်မိတာပေါ့အဲ့လိုမျိုးတို့ရဲ့ခံစားချက်တွေอ่ะအဲ့လိုမျိုးငယ်တဲ့လူဆိုရင်ထိုင်ကျင်တဲ့ကြီးတဲ့လူဆိုမထိုင်ကျင် မတက်တာလို့လား ကျွေးစုံနဲ့ရက်စုံနဲ့ဟာကြတဲ့လူတွေသူတို့မှကြည့်နေရတယ်သူတို့တွေပါသူတို့ရင်ထဲမှာခမရတို့မရှိဘူးသိလားအလုပ်ပဲရှိတာအဲ့ဒါတွေသိအောင်လို့ခမရတို့ပြော့ပြတာเนาะအဲ့ဒါတွေကခမရတို့အတွက်ဘဝတွေလို့ထင်မနေနဲ့အိမ်ကမိန်းမတွေကမှဘဝတွေစုပ်ပြတ်တက်နေအောင်ခမရတို့အတွက်ပေးဆက်ထားရတာသိလားမှန်တယ်ဗျာလုံးဝအမှန်တွေကိုပြော့ပြသွားတာเนาะတချို့တွေရှိရဗျာသိလား KTV ရဲ့ကောင်မလေးနဲ့ချစ်ကြိုက်ပြီးတော့လေ KTV ရဲ့ကောင်မလေးရဲ့မြူဆွဲအားကောင်းဖုန်းတွေခဏခဏဆက်တော့သူ့မှာမနေနိုင်မထိုင်နိုင်နေဖြစ်ပြီးတော့သူ့မှာသူပဲဖြစ်ပြီးတော့အရန်မိမနဲ့ကွဲအရန်မိမနဲ့ကွာရှင်းပြီးတော့အဲ့လိုမျိုးပဲ KTV ရဲ့ကောင်မလေးနောက်ကိုလိုက်ပြီးတော့ဘဝပြတ်သွားတဲ့သူတွေတကယ်ကိုဒုနဲ့ဒီရှိပါတယ်ဆိုတော့ဗျာဒါပြောချင်တာ KTV ရဲ့ကောင်မလေးတွေဆိုတာဒါသူတို့အလုပ်ကိုသူတို့လုပ်တာပဲဖြစ်ပါတယ်သူတို့အလုပ်ကိုသူတို့လုပ်တာကိုကိုကကိုသူကအရန်ချစ်နေပါတယ်ကိုမကိုဖြစ်နေပါတယ်ဆိုပြီးတော့အထင်မလွဲစေချင်ဘူးပေါ့နော် ို့ရှိတဲ့မိန်းမကို့ရှိတဲ့ချစ်သူကို့ရှိတဲ့ဇနီးမယားကိုပြည့်ပြီးတော့အဲ့ဒီဘက်ကိုပုံဩပြီးတော့မသွားဖို့ပြောချင်တာပေါ့နော်မင်္ဂလာပါရှင်မဘယ်နှယောက်ကြည့်မှလည်းမသိဘူးမမြင်ဘူးလားညလုံးอ่ะဟာပြောင်းဝင်လာတာနဲ့အပေါက်ကကျိုးဒီမျက်နှာတက်လေးရှင်းပြတယ်တည်တယ်ကြည့်တဲ့တဲ့ငါငါရှင်းပြတယ်မလို့ဆရာကြီးပါလားဟာတူနာလေးကကြာတော့ तू อ่ะတည်တယ်လို့ပြောပြီးသွားရင်ငါငါကြည့်တတ်တယ်အေးဘာလဲယောက်ခတ်တည်တာပါလား မသိဘူးမမေးနဲ့ညလုံးပါဘာကြည့်မမေးနဲ့ခတ်တည်ကြပါလားမသိဘူးမမေးနဲ့ညလုံးပါဘာကြည့်မမေးနဲ့မတ်တီကွာဒီလိုမျိုးပဲဖြစ်တဲ့နဲ့သူပဲဝင်လာကစားတော့တော့တည်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာနဲ့ပေါ့နော်อ้าวโอ้เสียจะไหลล่ะเหรอ နောက်ပြန်နေကြီးပဲခတ်နေရနော်တဲ့ကိုတယောက်မှမပေါအောင်ကြည့်အောင်အိုးဟာတော်တော်ဆရာကြားတဲ့အဖွဲဟောင်ကြီးအင်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 းဟုတ်နေရဟောင်ကြီးအဲအဲတော်တော်ဆရာကြားတယ်ဟောင်ကြီးအာအာပိုင်ကျက်ဟောင်ကြီးအဲအဲ เอ้มาจ๋าดิวะเอ้โอ้โอ้นี่ล่ะเว้ยไอ้ทีละกะไอ้หญีนี่เนี่ยเว้ยตะแจ่มออกมาที่อ่ะอูเนาะดีวิดีโอนี้ก็ถ้าเราเจอတို့ဒင်းငင်းသီးကိုအရန်ကြိုက်တဲ့သူတွေအတွက်ပေါ့เนาะတေချာလေးကြည့်စေခြင်းပါတယ်ဒေါက်တာတယောက်ပြောပြထားတာလေးကိုကဲကျွန်တော်တို့အတူတူလိုက်ကြည့်အောင်ဗျမကြရင်ဒင်းငင်းသီးญาติပေါ်มาပေါ့เนาะ ။တင်းချင်းသီးကတကယ်နဲ့အဆိပ်သီးပဲ။နော်ဒါအများဆိုတော့မစားနဲ့လို့ပြောတာ။အဲ့လိုပြောရင်လည်းအထက်ကဗမောလူတွေကျွန်တော်ရီမှာလာဆဲအောင်မှာအာတို့တင်းချင်းသီးစားတယ်။ဒါပေမဲ့တို့လည်းသိတယ်။တင်းချင်းသီးဝင်တော့ကျွန်တော်မိမကအထက်ဘက်ကကျွန်တော်ကမန္တလေးသားမန္တလေးမှာမွေးတာအဖေကတဝဲစမ်းသားကြီးကျွန်တော်ကရန်ကုန်မှာလည်းစေကန်းရှိတယ်တောင်ကြီးမှာလည်းစေကန်းရှိတယ်မန္တလေးမှာလည်းစေကန်းထိုင်တယ်ပတ်ထိုင်တယ်ပြီးရင်တာဝန်ကြတာရက်ခိုင် ပြည်ဆိုင်ငယ်နဲ့ပတ်သွားနေတယ်ပြည်နိုင်ငံတကာပတ်သွားနေတယ်ဒေသတွေအကြောင်းတွေနားထောင်နေအဲ့တော့ကျွန်တော်က၎င်းနေ၎င်းဟိုရှောက်ပြောနေတာမဟုတ်ဘူးတင်းင်းသီးကနော်အထက်ကလူတွေကအယံစားတယ်သူတို့စားတဲ့နေလေးတစ်ချက်ရှင်းပြမယ်ကျွန်တော်မမမပြာအထက်လေပိုင်းလူတွေမသိဘူးသူတို့ကကြတော့တေချာပြုတ်တာခဏခဏပြုတ်တာပြုတ်ပြီးတော့အဲ့လိုမျိုးตัวหญ่ามาไอ้หมาหญ่าเล็บป่ะแล้วเอาไปซ่าอ่ะไอ้หมาเนี่ยเพซ่าเลยพี่แล้วสีเนี่ยใส่ซ่าอ่ะ ဲ့သူတို့လည်းသိပါတယ်ထပ်မကလူတွေသိတယ်ဒငင်းသီးကိုထိုင်နေတဲ့အလုံးတရားချီစားတယ်သိတယ်ကြောက်ကက်ပြက်တယ်ဆိုတာသူတို့သိတယ်သူတို့သိတယ်ကြောက်ဖို့ပေါ့ဒါပေမဲ့သူတို့ကြိုက်တယ်ဘယ်သူမှမစွန့်လွတ်နိုင်ဘူးအဲ့လိုပဲကျွန်တော်ပြကျွန်တော်လာဘီယာလာပြီးတော့မတောက်နဲ့ပြောရင်ကျွန်တော် sorry ပဲတောက်တောက်မှာပဲဖြစ်မှာပဲကွက်ကိုနားမယ်လေအဲ့လိုပဲသူတို့လည်းသွားပြောရင်ကျွန်တော်ပြောတာကဒငင်းသီးကအစိတ်သေး ရာသူအေးရံနဲ့ပူရံနဲ့မတူဘူးပူနဲ့တင်တာပူတော့မစားသင့်သေးဘူးဩအပူပဲလေကြောက်ကကအပူဆက်ကြောက်တယ်နော်ကျွန်တော်ပြတာငင်းသီးကိုသူတို့ကသူတို့စားနေရကြတော့သူတို့ကရှင်းတယ်နော်ခုနပြောလို့သိချာဟိုထက်တလဲလဲပြုတ်တယ်ပြုတ်ပြီးတဲ့အပြင်ကိုသူတို့မှာကပွင့်လင်းပြောရင်တော့ဆိုးမဆိုးလို့ပဲပြောရမှာပဲသူတို့နေရကြတော့အဆိုးစိမတော်မှုလေနဲဆိုတာကြမန္တလေးဘက်ကငင်းသီးရကြအယောင်နေပါတယ်မင်းအရေးတယ်ကျွန်တော်ကျွန်တော်ငင်းတော့ငင်းသီးရောက်နေတူတူဆိုရင်ရောက်နေပါတယ်လေဟိုငင်းသီးကတော့ စေပညာရှင်ရှင်တိုင်းလက်ခံတာစိတ်ပြီးဒါပေမဲ့ရှို့ဒေတာတွေစားတယ်စားတာမှတကုံစားတာပြောလို့ကိုမရအောင်စားတာသူကကျွန်တော်ကတော့စီးကြိုက်တယ်တင်းင်းသီးစားกว่าပဲကောစားလိုက်ဖြစ်တရားသီးစားလိုက်စီးစီးလေးပဲလေကျမကြီးလည်းကောင်းသေးတယ်အဲ့ကောင်ကမျိုးသားတွေတောင်မှကွာပန်းတီပန်းညုံတောင်ကာကွယ်သေးတယ်သူကျော်လည်းပွင့်တယ်အုံတော့မညံလည်းကောင်းသေးတယ်စကူလေးရှင်းလည်းကောင်းသေးတယ်ပန်းလည်းမသိဘူးဆိုဘလောက်ကောင်းတော့ပဲကောပဲစားမှာပေါ့အစိတ်မဲ့လေတင်းင်းသီးတင်းင်းသီးရတာပဲကွာကျွန်တော်ကတင်းင်းသီးကြိုက်တယ်ကျွန်တော်လည်းကြိုက်ခဲ့တယ်ဒါပေမဲ့ တက်မှိုင်မကောင်းတိနေအဲ့စီးသွားလိုက်တဲ့နန်းနေတာဝင်းဝင်းနဲ့ထွက်နေနန်းတော်နန်းနဲ့နောက်လန်းနဲ့အဒီနီးစားပြီးအဲ့အိမ်သာတက်ဖို့ကတော်တော်ကြီးကိုဟိုပြောရတာဘယ်လိုပြောနန်းစော်နေတာပဲဒီနေ့ကအဲ့တော့တော်တော်ဒီနေ့ကိုအိမ်မှာတော့ပိတ်ထားတယ်မစားနဲ့လို့ပိတ်ထားတယ်အဲ့တို့စားနေရအထက်ဘက်ကစားနေရကြတော့သူကအဲ့လိုအညာကိုဖယ်တာဖယ်ပြီးတော့စီစိန်ပြီးတို့စားတာသူကအဲ့လိုစားနေရှိတယ်ပြရားသီးလို့လဲကွာတယ် မတူဘူးမန္တလေးမှာရက်တောက်တဲ့ကောင်နဲ့ရခိုင်မှာရက်တောက်ကောင်နဲ့မတူဘူးမတောက်နိုင်ဘူးရခိုင်မန္တလေးကပူတယ်ရခိုင်မှာအေးတယ်ကျွန်တော်ပြောရခိုင်မှာတက်တလုံးတောက်တယ်ဘာမှဖြစ်ဘူးကျွန်တော်ပြောတရောင်းတောက်တာတေးမယ်ဆိုအဲ့ဒါတေးပြီကျွန်တော်ကပြပြနေရဒေတာကာလဒေတာနဲ့မူတည်တယ်ဖြစ်နိုင်ရင်တော့မဆားနဲ့ဒါအကောင်းဆုံးပဲဒါကျွန်တော်ခြံပေးတာတော့လीနော်ဒိန်ချင်းစီကမဆားတဲ့အသီးပေါ့ကွာပြီးရောကဲဒိန်ချင်းစီကြိုက်တဲ့သူတွေဒိန်ချင်းစီစားတဲ့သူတွေလည်းအားလုံးပဲတိလောက်ပြီးထင်ပါတယ်ဖြစ်နိုင်ရင်တော့အစိတ်သီးဖြစ်တဲ့အတွက်လုံးဝမစားတာအကောင်းဆုံးပါပဲအားလုံးပဲ တတိထားဆင်ကျင်နိုင်ကြပါစေဗျာကဲဒီနေ့တော့ဒီလောက်ပါပဲဗျာအဆုံးထိလိုက်ကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှဗီဒီယိုလေးတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်